အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့ပုံပြောက်တဲ့တောင်စောင်းနားဆိုရဲပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။တခါတော့ကရွာကြီးနွားမတောအုပ်ကြီးတခုရှိတယ်။အဲ့ဒီတောအုပ်နားမှာလည်းတောင်ကြီးတစ်လုံးရှိတယ်ကွယ်။အဲ့ဒီတောအုပ်ရဲ့အဆက်မှာနှက်ကုန်းတစ်ခုရှိတယ်လို့တောင်ကြီးမှာလည်းနှက်ကုန်းတစ်ခုရှိတယ်။ တောဟုတ်အဆက်ကနှက်ကောမှာအင်မတန်သဘောကောင်းပြီးကလေးတွေကိုချစ်တတ်တဲ့တောဆောင်နှစ်ကြီးနေထိုင်နေတောင်ကြီးကနှက်ကောမှာတော့တောင်ဆောင်နှစ်ကြီးနေထိုင်ပြီးတော့အရီတောင်ဆောင်နှစ်ကြီးဟာအင်မတန်သဘောဆိုရဲကိုင်းတောဟုတ်ကြီးတဲ့ကိုဝင်ပြီးအမဲလိုက်မဲ့မုတ်ဆိုးတွေဟာတောနှက်သေးကိုမဝင်ခင်တောဆက်ကနှက်ကောမှာမုတ်ဆိုးတွေရဲ့ထုံစံအတိုင်းထမင်းဦးပေါင်းကြက်ကျော်ငါးကျော်စရာတွေနဲ့တောဆောင်နှစ်ကြီးကိုစက်တာပြီးစုတောင်းလို့ရှိရပါဘူး တောဆောင်နှကြီးခမရတောဆောင်နှကြီးပစိုးပိုင်ဟာဒီတောကြီးရဲ့မှာကျွန်တော်တို့ကိုအမဲသားကောင်ရှောက်ခွင့်ပြုပါခမရအမဲသားကောင်များလဲများများရအောင်မဆာပြီးတော်မူပါတောချောက်ချင်းတောမှောက်ချင်းပြီးတော့မှကင်းဝင်းအောင်လဲစောင့်ရှောက်ပြီးတော်မူပါအဲဒီလိုတောဆောင်နှကြီးကိုစားဥစားဖြာရေးစတာပြီးရဲ့မှာ မုံစိုရီဟာတောနှကြီးတဲကို အမဲလိုက်ဖို့ဝင်သွားကြတယ်တော်ဆောင်နှကြီးလဲသူ့ကိုဆက်တာတဲ့ထမင်းအိုးပေါင်းနဲ့ကြက်ကြော်ရင်းငါးကြော်တွေကိုစားရချီသေးရဲ့ဆိုပြီး စားစရာတွေစီလှလှမ်းမှုဟန်ပြင်းနေတော့မှာပဲရွာတွေကထွက်လာတဲ့ကလေးတအုပ်ဟာတောဆက်မှာစော်ကစားကြရင်မက်ကုန်းနားရောက်လာခဲ့ကြတယ်။ဟာဟဲ့ကောင်လေးမက်ကုန်းပေါ်မှာကြက်ကြော်တွေငါးကြော်တွေပါလားကွာ။ဟာဟုတ်တယ်ဟဲ့စစောကတော်ရဲဝင်သွားတဲ့မုတ်ဆိုးကြီးတွေတောဆက်နယ်ကြီးကိုပူဇော်ပတ်သားသွားတာဖြစ်မယ်ကွာ။ဘာပဲဖြစ်ဖြစ်ကွာငါတို့တော့စားရကန်ကြုံလို့မုတ်စိပြောက်ဆွဲတာပဲ။ဘိုက်စာနေရာနဲ့အတော်ပဲဟဲ့။ဟာဟာဟဲ့ကောင်လက်ကြော် အဲ့ဒါတွေကတောဆောင်နေကြီးကိုပူဇော်ပတ်သာထားတာကွာမစားကောင်းဘူးတော်ကြတောဆောင်နေကြီးကဖန်းစားလိမ့်မယ်တော်ဆန်းမှာကွာတောဆောင်နေတွေဘာလို့ဆိုတာတကယ်မရှိပါဘူးလူတွေကတသက်အယူသီးပြီးရှောက်လို့နေရပါငါတော့ဗိုက်စားတယ်စားမှာပဲဟုတ်တယ်ငါလဲစားမယ်ငါအဖွားပြောဖို့ရဲ့နေတွေဘာတွေကအငွေပဲစားတာတဲ့ငါတို့မှမစားရင်ဒီကြကြော်ရင်ငါကြော်ရင်ပုတ်သွုံးကုန်ပြီအလဟတ်တာဖြစ်သွားမှာကွာ အေးမင်းတို့ဇာရင်ငါလဲစမယ်ငါလဲဆော့ရလုံးလုံးမောပြီးပိုက်စာနေပြီဒီလိုနဲ့ကလေးတွေဟာတယောက်တစ်ပေါင်းစူးစူးငင်းငင်းအော်ဟစ်ပြောဆိုကြရင်နဲ့နတ်ကုံးပေါ်ကကြကြော်တွေကိုငါကြော်တွေကိုစိုးစိုးစက်စက်နဲ့ဘလုတ်ဘလောင်ယူဆောင်ကြတာပေါ့တော်ဆောင်နေကြီးလဲသူ့ထက်လက်ဦးသွားတဲ့ကလေးတွေကြောင့်စိတ်ညစ်သွားခဲ့တယ်။သွားပါပြီငတ်ပါပြီဒီငတ်ကြီးကြလေးတွေလက်ချက်နဲ့ငါအတွက်အယိုးတော်ကျဲမှာမဟုတ်တော့ဘူး မတ်တွေဆိုတာလိုအပ်လို့သူတို့ကကိုထင်ပြမှာလူတွေအနေနဲ့မြင်ရတာမလို့ကလေးတွေဟာကိုရောင်ပြောင်းနေတဲ့တောဆောင်တကြီးကိုမမြင်ကြဘူးပုံကလေးတွေကပိုင်လဲဝါသွားကြရောနှက်ကုန်းပြီးပြီးတော့ရှောက်ထားတဲ့ကញင်ပင်ကြီးပေါ်တက်ပြီးစောကြပြန်မရောကလေးတွေကတပင်ပေါ်တက်စလိုက်ဆေးလိုက်နဲ့လိုက်တန်းပြေးတန်းကစားရာကနှက်ကုန်းရဲ့ခေါင်းမိုးပေါ်ပါခြေောက်နဲ့နေမိကြတော့တောဆောင်တကြီးခမရပူလို့စိတ်ငြိမ်ရတာပုံ အောင်ငလေးပြာငါနှက်ကုန်းခေါမိုးကတက်ပြီးတော့ပေါက်ပြဲကုန်တော့မှာပဲတော်တော်ကမင်းကြောထားတဲ့မြောင်လောင်းလေးတွေငါနော်ဖန်းစားပြလိုက်ရမကောင်းမရှိတော့မေကလေးတွေကအဲ့ဒီလိုဖလောက်ပဲနှိမ့်ဆက်နှိမ့်ဆက်သဘောကောင်းပြီးကလေးချစ်တဲ့တဲတော်ဆောင်နဲ့ကြီးဟာကလေးတွေအပေါ်တကယ်ပွေမယူရှာဘူးတွေအိုးသူတို့ကကလေးတွေပဲမာမန်မှန်မှန်ဘယ်လိုလုပ်တည်မှာတော့ရှိပါစေလေ အဲ့ဒီရွာကကလေးတွေဟာလေကလေးလေတွေဆိုတော့မုံဆိုးတွေတော်တယ်ဝင်နိုင်နောက်ကနေနောက်ရောက်ခံလိုက်လာကြပြီးမုံဆိုးတွေတောဆောင်နေကြတဲ့အတွက်တင်မြောက်ပသသမားစားတော့ဖွေရာတွေကိုလက်မြန်ချိန်မြန်နဲ့ယူယူစားကြတာကြောင့်တောဆောင်နေကြီးခမရကလေးတွေရဲ့စာတင်စာကြမ်းအယိုးလောက်ပဲခိုက်ရလေညနေတော့ကန်ဆိုးလိုက်တာဒါတော့တောင်းကျင်းတဲ့ကလေးတွေရှိရရွာနာကနှစ်ကုန်းမှာမှကျူတီကြရတယ်လို့ တောင်ပေါ်ကိုတက်ဝါခုတ်သွားကြတဲ့သူတွေဟာလေတောင်မှာမတက်ခင်တောင်ကြီးကနှက်ကုန်းမှာသူတို့ရဲ့ထမင်းထုတ်တွေကစားအိုစားပြတွေသူတို့ယူဆောင်လာတဲ့ငပြောမာလကစတဲ့အသီးနှံလေးကောင်းကြီးပေါမုတ်ဖတ်ထုတ်စတဲ့မုံပဲတရေစားတွေနဲ့တောင်ဆောင်နဲ့ကြီးကိုပူဇော်ပါတာပြီးမှတောင်ပေါ်တလေးရှိကြတယ်။ရွာကခလေးတွေစော်ကစားရင်တောင်ကြီးစီရောက်သွားကြတဲ့အခါတောင်ကနှက်ကုန်းမှာစက်တာထားတဲ့စားတောက်ဖွဲရည်ကိုယူဆောင်မြင်တော့ တဘောဆိုးလာတဲ့တောင်ဆောင်နှစ်ကြီးကခွင့်မလွတ်ဘူးလေငါ့ကိုလာမဆက်နဲ့ငါအကြောင်းတည်သွားမယ်တောင်ဆောင်နှစ်ကြီးဟာသူ့အတွက်ပူဇော်ပါသထားတဲ့အစားအသောက်ဖွေရတွေကိုယူဆောင်မိတဲ့ကလေးတွေကိုဒေါသတကြီးနဲ့ဖန်ဆပြူစားလေရှိရဲ့အဲ့ဒီကလေးတွေကိုဘိုင်အောင်အောင်ခေါင်းကိုက်အောင်အံအောင်ပြုစားလေရှိရမလို့ကြာတော့ဘယ်ကလေးကမှတောင်ဆောင်နှစ်ကောင်ကစားစရာတွေကိုမယူစားဝင်ကြတော့ဘူး ။ညအကြောင်းသိကြပြီလား။ဒီနေ့မှာတော့တောင်ဆောင်နဲ့ကြီးဟာတောဆောင်နဲ့ကြီးရဲ့နှက်ကုန်းစီအလေအပက်ရောက်သွားတယ်။ဟယ်လိုကိုရှေတောဆောင်နဲ့မင်းဘယ်နဲ့ခင်ဗျာပိန်လာကြည်လားဗျာ။ပြောမနေပါနဲ့ရောဗျာ။ရွာကကလေးတွေနှိမ့်ဆက်လုံးလို့ကြောက်မှမဝရေစာစားနေရတော့ပိန်တဘောဗျာ။ဘလို့ဘလို့ဒီလိုဗျာမုံစိုးတွေကျုပ်ကိုပူဇော်ပါတဲ့တမညာစားစရာတွေကိုရွာကကလေးတွေကရိုးရိုးစားကြတယ်လေဗျာ။ ကျုံမှာသူတို့ရဲ့စားကြွန်းစားကြံလေးကိုပဲစားနေရတော့ပိန်တဘောဗျာဖြစ်မှဖြစ်ရလေကိုရွှေတောဆောင်နေမယ်ဖတ်နဲ့ခလေးတွေရဲ့စားကြွန်းစားကြံလေးကိုစားနေရလေခမည်းမတကူ80ပတ်ရှိတာပဲအဲ့ဒီကလေးတွေကိုကောင်းကောင်းကြီးပြုစားပေးလိုက်ပေါ့ဗျာခလေးတွေပဲဗျာကျုံသူတို့ကိုမလုံရက်ပါဘူးကျုံကတော့မရဘူးကျုံအတွက်ပူဇော်ပတာထားတာတွေကိုလာစားလို့ကတော့မှောက်ရောက်သားလောက်အောင်ပညာပေးပြီးပြုစားပေးလိုက်တာပဲ ဒါကြောင့်အခုဆိုဘဲကလေးကမှကျုပ်ရဲ့နှကုံကိုလာမထည့်ရဲဘူးအဲ့ဒီလိုမလုပ်ပါနဲ့ဗျကလေးတွေပဲခွင့်လွှတ်လိုက်ပါအိုးခွင့်မလွှတ်နိုင်ပါဘူးကျုပ်တို့မှလူတွေတင်မြောက်ပတာတာပဲစားနေရတာဗျအဲ့ဒါမှပြပီဟိုကမစားရရင်ခမရလိုအဟာရပြစ်ပြီးပိန်ညော်သွားမှာပေါ့ကျုပ်ကလူတွေတင်မြောက်ပတာတဲ့မြာတဝကြီးစားနေရလို့အခုလိုဝါဖီးနေတာပေါ့ဗျဟာ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  တောင်ဆောင်နမင်းကြီးဟာသူ့ရဲ့ဖိုက်ပူပူကြီးကိုလက်နဲ့ပုတ်ပြရင်းနဲ့တဟားဟားနဲ့ရီမောရင်းသဘောကျနေခဲ့တနေ့မှာတော့မျိုးကအေဒမီတာစုဟာရွှေမျိုးရရှိရရွာစီလာလေကြတယ်။အဲဒီမျိုးအေဒမီတာစုတွေကကောင်းလေးတယောက်ဟာရွာကကလေးတအုံနဲ့အဖွဲကြသွားပြီးရွာပြင်ဘက်ကိုထွက်ဆော့ကစားရင်းတောင်ချီနားကိုရောက်သွားပါလေရော။မျိုးသားအေဒဲကလေးဟာလည်းခက်ကဲကဲလေးဆိုတော့ရွာသားကလေးတွေနဲ့အတူတူတောင်ပေါ်တက်ဆော့ကြရင်းစစ်တိုက်တဲ့ကစားကြတယ်။ ။ကလေးတွေဟာအဖွဲနှစ်ဖွဲခွဲပြီးစစ်တိုက်တန်းကစားကြတဲ့အခါကြောက်ခဲတို့မိမျိုးဆိုင်ခဲတွေနဲ့ပြတ်ပေါက်ပြီးကစားကြတာပေါ့။အဲဒီလိုကစားကြရင်မြို့သားကလေးပြစ်လိုက်တဲ့ကြောက်တုံးခဲတွေဟာတောင်ကြီးကနှက်ကုန်းပေါ်ချီကျသွားခဲ့တယ်။ဟာဘာတန်လဲဟာနကုန်းထဲမှာအိပ်ပျော်နေတဲ့တောင်စောင်းနှစ်ကြီးဟာနကုန်းခေါင်ပေါ်သူပြပေါ်ခဲကြတန်ကြောင်လှန်နိုးသွားတယ်။ဒေါင်ဒေါင်ဟာဘာတယ်လဲဟာဟာ ငါးနှစ်ကုန်းကိုဘဲကလေးကကြေးကောင်းကခဲနေထုနေပါလေ။တောင်ဆောင်နဲ့ကြီးဟာဒေါသတကြီးဖြစ်သွားပြီးနှစ်ကုန်းလေးကထွက်ကြည့်လိုက်တော့ခွက်ကနေသူ့ရဲ့ကြောက်ခဲကခေါင်းပေါ်ကိုကြာလာပြီးသူ့နှခုကိုလာမှန်ပါလေယုံ။ဟာကြောက်ခဲကငါ့နှစ်ကုန်းခေါင်းပေါ်ကြာပြီးလူ့စင်လာရကငါနှစ်ဖူလာမှန်တာပါလား။ဘဲကောင်လက်ကမြင်ပြီးပြစ်တာပါလေ။တောင်ဆောင်နမင်းကြီးဟာတောင်ပေါ်မော့ကြည့်လိုက်တော့ခဲပြစ်နေတဲ့မြေသားကောင်လေးကိုတွေ့သွားပါလေယုံ။ ကြည်စံဟိုကောင်လေးရဲ့လက်ချက်ပါလားတွေ့ကြသေးတာပေါ့ကွာဒေါ်တာအိုးပောက်ကွဲသွားတဲ့တောင်စောင်းနမင်းကြီးဟာသူ့ရဲ့တကူနဲ့တောင်မလွှားကနေခုန်တက်လိုက်ပြီးခလေးရဲ့လုံညာတတ်တဲ့သူမဟုတ်တဲ့အတွက်မြို့သားကောင်လေးကိုတောင်မောက်ကနေတွန်းချလိုက်တယ်။ကဲဟဲ့မြို့သားကောင်လေးဟာတောင်မောက်ကနေလိမ့်ကြပြီးတွင်းချန်ကြီးတကူနဲ့ပြုတ်ကြရကတတိလင်မင်းမျောသွားပါလေယုံ။ဟာဟိုကောင်လိမ့်ကြသွားပြီကွာ ရွာသားကလေးတွေလည်းလမ်းပြန်ပြီးမြို့သားကောင်လေးစင်းကြသွားရစီကိုပြေးစင်ကြည့်ကြတာပေါ့။ဟာဒီတွင်းကြီးရဲ့ကြသွားတာပဲကွာ။တေတော်ပြီလားမသိဘူး။မလောက်တော့ဘူး။တေတော့မတေနိုင်သေးပါဘူး။မိသွားတာဖြစ်မယ်ကွာ။ဟဲ့ကောင်ဇင်းမမဇင်းမမ။ဟာခေါ်လို့လည်းမရတော့ဘူး။တေတော်သလားမိသွားသလားမသိဘူးကွာ။လာဟဲ့ကောင်နေလူကြီးရဲ့စီပြန်ပြောမှဖြစ်မယ်။အေးဟုတ်တယ်။ ဒီလိုနဲ့ကလေးတွေလည်းရွာစီအပြေးသွားကြပြီးလူကြီးတွေကိုအကြောင်းကြားရတော့တာပေါ့ဇင်မောင်မောင်တောင်မောကလိမ့်ကြပြီးတွင်းနေကြသွားလို့ပြောဟေးမျိုးကလာတဲ့ဧည့်သည်ကလေးများလားဟုတ်တယ်ဗာကြီးမို့တင်များသွားပြီလားမသိဘူးမလုပ်တော့ဘူးဗျာရွာလူကြီးတွေလည်းမျက်လုံးပြူမျက်စံပြူနဲ့မောင်ဇင်စင်ရဲ့အဖေကိုပါခေါ်ပြီးတောင်ချီစီအပြေးသွားကြတော့တာပေါ့အဲ့ဒီတွင်းထဲမှာဗာကြီးမို့ လူကြီးနှစ်ရက်စာလောက်နဲ့တဲ့တွင်ချိုင်ထဲမှာခွေခွေလေးနဲ့ကြငင်တက်နေတဲ့ဇီမောင်မောင်ကိုတွေ့ရတဲ့အခါဇီမောင်မောင်ရဲ့အဖေနဲ့တူရွာလူကြီးနှစ်ယောက်ဟာတွင်းနဲ့ချက်ချင်းဆင်းသွားကြတယ်။တာတာလေတာလေတကယ်တော့ကလေးကတတိလင်းနေတာဖြစ်တဲ့အတွက်ကြောင့်မကြခင်တတိပြင်ညာလာတာပေါ့တာတာလေဇီမောင်မောင်อืมတာလေတတိရလာပြီလားတော်ပါသေးရဲ့ကွာ တကယ်တော့ခလီဟာတိတ်မမြင်တဲ့နေရာကနေလင်းကြတာမလို့ပုံမဲ့တန်ရလောက်ပဲရတာလေသူခမညာလန့်ပြီးတတိလက်သွားတာပေါ့အဲ့ဒီတော့မှရွာလူကြီးတွေလည်းတပြင်းချနိုင်ကြတော့လေဇင်မောင်မောင်ရဲ့ဦးလေးတော်ဆက်သူကဇင်မောင်မောင်ကိုပွေချီပြီးတွေ့နေကတက်နေတော့ဇင်မောင်မောင်ရဲ့အပေဟာမြေတွေရဲ့နယံစီအမတ်မတင်အကြီးရောက်သွားတယ်။အဲ့ဒီအခါဇင်မောင်မောင်ရဲ့အဖေကစိတ်ဝင်စားသွားပြီးမြေရင်းနယံကကြောက်သားတွေကိုဖဲ့ဖဲ့ကြည့်တယ်။ဟမ်ခဲမဖြူတတူဆောက်တွေပါလား တကယ်တော့ဇေမောင်မောင်ရဲ့အဖေဟာတတူတူဖော်ရေးကုမ္ပဏီကြီးတစ်ခုကအင်ဂျင်နီယာတယောက်ဆိုပဲအဲဒီနောက်မြို့ကဧည့်သည်မိသားစုရွာကနေပြန်သွားပြီးလေးငါရဲ့အကြမှာပဲဇေမောင်မောင်ရဲ့အဖေနဲ့အတူအင်ဂျင်နီယာတစုရွာစီရောက်လာကြတယ်။သူတို့ဟာရွာမှာတုံးလေးရဲ့တဲကိုကြပြီးဇေမောင်မောင်တို့ဆော့ကစားတဲ့တောင်စီကိုနေ့တိုင်းသွားရောက်လေ့လာကြတာပေါ့။ အဲဒီအင်ဂျင်နီယာအုပ်စုဟာသူတို့နဲ့အတူပါလာတဲ့ကရိယာတွေနဲ့တောင်နေရံတွေကိုတူးဆပြီးတော့စိတ်ဝင်တစားစူးစမ်းလေ့လာကြတာတွေအဲဒီနောက်ရွာကနေသူတို့ပြန်သွားပြီးနှစ်လလောက်အကြာမှာတော့ဇင်းမောင်မောင်ရဲ့အဖေအလုံလုံနေတဲ့တပ်စုတော်ဘော်ရေးကုမ္ပဏီဟာသက်ဆိုင်ရာရဲ့ကွန်ပျူတာနဲ့ရွာနာကအဲဒီတောင်ကိုမိုင်းနေနဲ့ခွဲပြီးခဲမပြူတပ်သူတွေရှာပွေးထုတ်လုပ်ကြတော့တာပေါ့တောင်နေရံတွေကိုဖဲ့ခွဲဖြိုချပြီးတပ်စုတူဖော်ရေးလုပ်ငန်းအကြီးကျယ်လုပ်တာမလို့ ။လာအတော်ကြတော့ငကိုကမှတိတ်မကြီးမားရဲ့တောင်ဟာလုံးပပပြီးပြုတ်သွားခဲ့တယ်။အဲ့ဒီအခါပုံပြောက်သွားတဲ့သူကတော့တောင်ဆောင်နဲ့ကြီးပဲပုံ။ဘဝပြတ်ပါပြီဗျာ။အခုမှတောင်လက်ခံမဲ့ဖြစ်ရပြီ။ဘယ်တော့ဘယ်တောင်မီပြီးခကြီးဘဝဆက်ရမှာပါလေ။อืมတကယ်တော့ကလေးတယောက်ကိုဒုက္ခရအောင်လုပ်ခဲ့မိလို့ တောင်စုံလက်ကြီးဟာဒုက္ခလှလှတွေ့ရတာပါပဲဖြစ်ပါတော့တဲ့ကွင်း အခုတင်ဆက်ပေးမှာကတော့မောင် ETP တော့ဆိုရယ်ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်။ဟိုးရှိရှိတော့ကရွာတရွာမှာမုတ်ဆိုးမကြီးတယောက်ရှိရင်သူမှအလွန်ကိုညံထိုင်းနဲ့သားတယောက်လည်းရှိရင်သူ့ရဲ့သားဟာညံထိုင်းလို့နဲ့အတွက်ဖုန်းကြီးကစတင်ပေးလို့မရတာကြောင့် ETP တော့ဘကဝါဆိုလိုပြီးတော့တင်ပေးခဲ့ပေမဲ့သူ့ရဲ့နှုတ်က ETP တော့စလုံးကိုသာအတန်ထွန်နိုင်ပြီးနောက်ထပ်လည်းတခြားဘာမှတင်ပေးလို့မရတာကြောင့်လက်လျှော့ပြီးကြောင်းထွက်ခွင့်ပေးလိုက်ရပါတယ်။ သူဟာအမြဲတမ်းသွားလျာမှာဣတိပိတော်ကိုသာယူဆိုနေတာကြောင့်သူကို အားလုံးကမောင်ဣတိပိတော်လို့ခေါ်ကြတယ်။အရွယ်ရောက်တဲ့အခါသူရဲ့မိခင်ကအလုံးလုံးဖို့ပြောပေမဲ့သူဘာမှမလုပ်တတ်တဲ့အတွက်တန်ငါပဲလုပ်မယ်လို့စိတ်ကူးပြီးငါးမြတံကိုကရင်ဣတိပိတော်ကိုရွရင်မြစ်ကမ်းကိုရောက်လာခဲ့။ဒီအခါမြေဆောင်ကကြည့်ပြီးဒီလူဟာဆင်းရဲပေမဲ့ယန္တနာသုံးပါးကိုယူသေးတယ်။ သူကိုအကုသို့မပြူမီအောင်ရွှေအင်းတုံးတလုံးနဲ့ရွှေငါးသုံးကောင်ငါမဆမဲလို့စဉ်းစားပြီးပေးလိုက်တာပုံမောင် EDP တော်ဟာသူရလာတဲ့ရွှေအင်းတုံးနဲ့ရွှေငါးတွေကိုကြည့်ပြီးအံ့အားတင်နေကြတယ်။ဒါနဲ့ဒီပစ္စည်းတွေဟာငါတို့နဲ့မတန်ပါဘူး။ဘယင်တွေနဲ့သာထိုက်တန်တာမို့အိမ်ကြီးချင်းတိုင်းမိကတခြားဘယင်စီပြင်ရင်ကောင်းမယ်လို့တွေးလိုက်မိတယ်။ဒါနဲ့သူရဲ့စိတ်အကြံဉာဏ်ကိုမြေဆောင်ကတီးတော့တင်မောတစင်းဖန်ဆင်းပြီးသူ့နာကိုရောက်လာတာပေါ့။ မောင် EDP တော့လေတခြားတိုင်းမီးကတင်မောထင်ပြီးတင်မောဘော်ကိုတက်ခါတင်မောတကြီးဟန်ဆောင်လာတဲ့မြေဆောင်နဲ့ကိုမျိုးမိတ်ဆွေကြီးကျွန်တော်စီကဒီရွှေအင်တုံနဲ့ရွှေငါးတုံကောင်ကိုခမရတို့တိုင်းမီးကဘရင်ကိုဆက်တာလိုက်ပါဗျဆက်တာသူကတော့ကျွန်တော်မောင် EDP တော့ပါလို့ပြောတယ်ဒါနဲ့မြေဆောင်နဲ့လေရွှေအင်တုံနဲ့ရွှေငါးသုံးကောင်ကိုယူပြီးဘယင်ကြီးကိုဘယ်တိုင်းမီကမောင်အီတီပီတော့ဆိုရဲတငင်လေးဆက်တာလိုက်တာပါလို့ပြောတာပုံး ဒီအခါဘယင်ကြီးနဲ့ဝန်သားအာရနဲ့လက်ခံယူပြီးဒီပစ္စည်းကိုဆက်သားတဲ့လူဟာတာမညလူမဟုတ်ဘူးဖုံးကန်ရှိသူတဦးဖြစ်လိမ့်မယ်လို့တွေးပြီးလက်ဆောင်ပစ္စည်းတွေပြန်ပေးလိုက်တာပေါ့ဒီလိုနဲ့မြေဆောင်နှဟာဘယင်ပေးရဲ့ပစ္စည်းတွေကိုယူလာပြီးမောင်အီတီပီတော်စီကိုလာအနှံနေပြီးတော့သူကပြောက်ွယ်သွားပါလေရောမောင်အီတီပီတော်ဟာလည်းဒီပစ္စည်းတွေကိုကြည့်ပြီးတခုခုဖြစ်မှာဆိုရင်ပြီးအီတီပီတော်အီတီပီတော်ဆိုပြီးတော့အဆက်မပြေယူနေတာပေါ့ ပြီးတော့အဲ့ဒီပစ္စည်းတွေကိုရွာမှာပြန်ပြီးတော့ရွာအိမ်ကောင်းကောင်းတစ်လုံးဆောက်လှပတဲ့မင်းသမီးတစ်ယောက်နဲ့လက်ထပ်လိုက်တယ်။တနေ့ကျတော့မောင်အီတီပီတော်နေတဲ့အတိုင်းမီကဘယင်ကြီးဟာတိုင်းငန်းနဲ့လဲရင်မောင်အီတီပီတော်ရဲ့ဇနီးကိုမြင်ပြီးအလွန်နှစ်သက်သားကြောင့်သူလည်းမောင်အီတီပီတော်ကိုတေချောင်းချံမှုစဉ်းစားတယ်။ဒါနဲ့မောင်အီတီပီတော်ကို အခေါ်လှုပ်ပြီးနောက်မောင်အီတီပီတော်မင်းဟာကြောက်ကို အနောဝဒရေရိုင်တွေကကြာမျိုး၅ပါးကိုယူပြီး9ရက်အတွင်းစတားရမယ်။မစတားနိုင်ရင်တည်တယ်လို့ပြောလိုက်တယ်။အဲဒီရေအိုင်မာကဘလူးဆောင်းနာကြောင့်မလို့ကြာပန်းသွားယူရင်ယူရတဲ့အသေးပဲဆိုတာကိုသိရောမောင် ETP တော့ဟာကြောက်ရွံ့ပြီးငါတော့တည်ရတော့မယ်ဆိုပြီးတော့စိတ်ပြက်ခါ ETP တော့ရေနင်းကန်ရွတ်ပြီးအိမ်ကိုပြန်လာခဲ့တာပေါ့။ အိမ်ရောက်လို့ဇနီးတွေကိုပြောပြတော့ဇနီးတွေကမပူပါနဲ့ဆိုပြီးဘလူးစားလို့မရအောင်မောင်အီတီဘီတော်ကိုမြစ်တာဆောင်ချုံပေးလိုက်တယ်။ဂျားနဲ့မောင်အီတီဘီတော်ဟာအဲ့ဒီအနောဝတရေကန်ကိုသွားပြီးကြာပန်းသွားခုတယ်။ရေရိုင်နာရောက်တော့မောမောနဲ့ခနာအိမ်နေတော့ဘလူးကရောက်လာပြီးစားဖို့လုပ်တယ်။ဘလူးမှစားလို့မရဘူး။သူ့ရဲ့ဇနီးကမြစ်တာဆောင်ချုံပေးလိုက်လို့လေ။ဒီမှာမောင်အီတီဘီတော်ကလည်းလန့်နိုးပြီးအီတီဘီတော်ကိုအဆက်မပြတ်ရွတ်တော့ ဘလူးကသူ့မားပါပြီလို့တောင်းမနေမောင်အီတီဗီတော်ကလည်းနောင်လူသားမစားဖို့ဆုံးမပြီးလာခဲ့တဲ့အကြောင်းကိုပြောပြတော့ဘလူးကြီးကမောင်အီတီဗီတော်ကိုလိုအပ်တဲ့ကြာပန်းတွေအပြင်ရုပ်ပြောင်းအတက်ကိုပါတင်ပေးလိုက်တယ်။ဒီတော့မောင်အီတီဗီတော်ဟာကြာပန်းကိုယူလာပြီးဘယင်ကြီးကိုဆက်သွားလိုက်တယ်။ဘယင်ကြီးဟာလည်းမောင်အီတီဗီတော်မတည်သေးတာကိုတွေ့တော့အယံကိုအံ့ဩပြီးနောက်တစ်ခါတေချောင်းကြံပြန်လာပုံး မောင် EDB တော်ကိုအမတ်ကြီးကလာခေါ်တော့မောင် EDB တော်ကခဏဆောင်ပါဦးဆိုပြီးအိမ်နောက်ထဲဝင်ကငပြောတော်ကို သူ့ရဲ့အဝတ်အစားတွေဝတ်ပြီးလူရောင်ဖန်ဆင်းနေပြီးတော့ငပြောတော်ကိုဘယင်ကြီးတက်ရင်တည်တဲ့နောက်ငပြောတော်ကြီးဖြစ်ပါစေလို့ဆုတောင်းပါလို့မှာပြီးအမတ်ကြီးရဲ့လိုက်သွားစေတယ်မောင် EDB တော်ရောက်လာတော့ဘယင်ကြီးဟာသူ့ကိုယ်တိုင်တန်လျက်နဲ့ခုတ်တတ်မဲ့အကြောင်းပြောတယ်။ဒီအခါမှာမောင် EDB တော်အယောင်ဆောင်ထားတဲ့ငပြောတော်က အရှင်တက်လိုကတတ်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်သေးတဲ့အခါငါပြောတော့ဖြစ်ပြရစီလို့ဆူတောင်းပေးရစီလို့ပြောတယ်။ဘယင်ကြီးကလည်းဆူတောင်းဖို့ခွင့်ပြုတာပေါ့ပြီးတာနဲ့ဘယင်ကမောင် EDP တော့ကိုတန်လျက်နဲ့ခုတ်ချလိုက်တာမောင် EDP တော့ဟာငါပြောတော့ကြီးဖြစ်သွားပါလိမ့်ယုံဘယင်ကြီးလည်းမောင် EDP တော့တေးပြီးမှတ်ပြီးသူ့ဇနီးကိုတင်ပိုက်ဖို့စစ်တီတွေခေါ်လာခဲ့တယ်ဘယင်ကြီးနဲ့စစ်တပ်လာနေတာကို မောင်ဣတိပိတော်ကတိနေတော့အိမ်နောက်ဘေးပုတ်ထဲကလှမ်းနဲ့တဆုပ်ကိုယူ သူ့ကိုဘလူးကြီးတင်ပေးလိုက်တဲ့အသက်ပညာနဲ့စစ်တီတွေဖန်ဆင်းလိုက်ပြီးဘယံကြီးရဲ့စစ်တပ်ကိုပြန်ခုခံစေရပုံအဲဒီမှာဘယံကြီးရဲ့စစ်တပ်လည်းတိုက်ပွဲမှာအကုန်ကြကုန်တော့တယ်မူမတ်တွေအလုံးတိုက်မင်းပြီးမောင်အီတီပီတော့ကိုသာဒီတိုင်းမီကိုအုပ်ချုပ်ဖို့နန်းတင်လိုက်တယ်အဲဒီနေ့ကစပြီးမောင်အီတီပီတော့လည်းသူ့ဇနီးနဲ့အတူဘိတ်သိက်ခံပြီးတိုင်းလူပြည်သားတွေကိုမင်းချင်းတရားနဲ့အညီအုပ်ချုပ်သွားပါတော့တယ်ကွယ် အခုတင်ဆက်ပေးမှာကတော့ငွားကောင်းပြိုင်ပွဲကြီးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်။ဖုံတော်ကြီးကမိမိရဲ့ခြေတော်ရင်မှာဝက်စင်းခုံလုံးလာတဲ့တပည့်တွေကိုပညာတင် जा ပေးရုံနဲ့မပီးဒီစေပါဘူး။ကြောင်းအိမ်ကြောင်းသားတွေမလို့အဝိစင်ရတဲ့အစာကျွေးရသည်တဲ့။ဒါမျှနဲ့မပီးသေးဘလို့လူသားတွေလည်းလိုလေစူးစမ်းရသည်တဲ့။လာတာတော့ညတညမှာចောင်းသားတွေကဝတ်တက်အပြီးမအိတ်ကြသေးလျံဘက်ကိုထွက်ကငွေလမင်းကြီးကိုမော်ကြည့်နေကြတဲ့ ထိုအခိုင်ဆရာတော်ဖះကြော်လာရင်ဝါဟုတ်ဝှဖြေပြီးရရှိတော်နိုင်ထိုင်နေကြရင်ဆရာတော်ကြီးကငအောငအူငအီတို့ဖះမအိတ်ချင်ကြသည်ရင်စကန်နိုင်လူကြဆန်းကွယ်ကိုင်ဘသူကစပြောမလဲတပဲ့တို့ဤအာဆရှာစာဘဟုဒူတာကိုစမ်းလိုက်ခြင်းဖြစ်ပါလေငါဩကတပဲ့တော်နွားကောင်းမွန်ကိုရှောက်ထားပြရစီဖေဟာကောင်းတဲ့ဟိတ် တိတိကျကျနားထောင်ကြစကားမပြောကြနဲ့အရီနာငါဩကသူ့တွေ့ဘူးတဲ့နွားကောင်းအကြောင်းကို စတင်ပြောပြလေးရဲ့တပဲတော်တွေ့ဘူးတဲ့နွားကောင်းဟာလှလဲလှချောလဲချောဝါလဲဝါရဲ့ဖေဟာဒါပေမဲ့တွဲပန်နွားကဗတ်မကြီးရောလွေရမရောက်ပဲစီစုံပွတ်တလုံးတကောင်နဲ့ပြေးနေတယ်ဖေဟာတွဲပတ်အတိုင်းနွားမှပြေးရတယ်မရှိပဲခြားခြားလဲနေရတာနဲ့အချိန်ကုန်ရောကောင်းတယ်ဟဲ့ကဲငါဦးအလှဲ့ တပဲတော်ရင်နွားကတန်တဖေဟာတန်ပုံပြောစမ်းမလဲတပဲတော်ကိုကြောင်းမအပ်ခင်တလားလောက်မှာတပဲတော်တို့သားပါငမိန်တော်ကိုထင်းကုန်ရအောင်သွားကြပါတယောဖေဟာချင်းတွေခုတ်ကောင်းကောင်းနဲ့ခုတ်လိုက်ကြတာလှဲပေါ်တင်တဲ့အခါကျတော့လှဲမဆန်တာနဲ့အကုန်မတင်နိုင်ဘူးဒါတော့ရန်တိုင်အထက်တောင်လောက်ထွက်မြင်နေသေးရဲ့ဖေဟာတဲတဲ့လောပါကြီးတကူဒါနဲ့အမောင်မခင်မှာပဲရွာရအောင်အတော့နေလိုက်တာ အရေးတဲ့အရာပေါ်ဆိုသလိုတောအုပ်အကအထွက်ဘွက်ထဲမှာလှဲနေပါလေရောဖေ။တပည့်တော်ကထင်းနေချဖို့ပြောတာအဖေကနားမထောင်ဘူး။ငါနွားအကြောင်းငါသိရဲဆိုပြီးနွားနှကောင်ကိုရိုက်မောင်းတော့တအားယုံနေဖေ။အဖေနွားတွေဟာတကယ်ပဲတန်ပါတယ်ဖေ။လှဲစည်းကုန်ပြက်ပြီးနွားနှကောင်ရဲ့အဖေရဲ့လွင်သွားလိုက်ကြတာရှားမိမောကိုကန့်လန့်ကြီးတင်နေပါရောလား။တဲ့တန်ပါကလား။တပည့်တော်မှရွာပြန်ပြီးလူတွေခေါ်လာရတယ်ဖေ။ အဖေနဲ့နွားတွေကိုကျိုးနေတိုင်းမိခက်ခက်ခဲခဲချရပါတယ်ဖရာอืมကောင်းပါကောင်းပါကဲအခုတခါငါအီးအလှဲ့ဟေ့ချောင်းထဲမှာအမောက်ထဲမှာကုတ်နေတဲ့ရောင်ပေစုကလေးနဲ့ကလေးကရှိန်နာကိုတိုးလာတယ်။တပည့်တော်နွားကမြန်တဖေဟာအေးမြန်မုံကလေးတပည့်တော်ကိုကြောင်းမထမီတစ်နှစ်လောက်မှရေစကြောကဒွေးတော်အလေလာပါရောဖေဟာ အဖေကလည်းမအားတော့တပည့်တော်ပဲတွေးတော်ကိုဖျားခုကိုလှဲနဲ့လိုက်ပို့ရတာပေါ့တပည့်တော်ရဲ့နှွားတွေကလည်းဝမ်းသာအားရနဲ့ပြေးတယ်ဖျားကံကျိုးကိုကံပြီးဆွဲထားတဲ့ကြားကပြေးနေတော့ပြေးဟာဆိုပြီးလှုပ်ပေးလိုက်တော့ပြေးလိုက်တာဖျားရွှေစည်းကုံဖျားကိုကွန်တရာမညက်ခင်ရောက်တာဖျားဒါနဲ့တွေးတော်ဆင်းတော့လို့ပြောပြီးလဲအကြီးမှာတွေးတော်ပါမလာဘူးဘလို့ဖြစ်တာတော့ဟဲ့တပည့်တော်လည်းကမန်းကနန်လှဲကိုလှဲပြီးတော့မောင်းလာလိုက်တာ တရပါတကားနာမှာဒွေးတော်ကိုမြင်ရတယ်ဖေ။လဲဘော်ကလိန်ကြတာမသေးတော့ကျိုးပြီပေါ့ဟေ။မကျိုးပါဘူးဖေ။ဒွေးတော်ဟာလဲခုံလို့မြောက်တက်ပြီးလွင့်သွားတာကြောင့်လေထဲမှာပဲရှိသေးတယ်ဖေ။ဒါနဲ့တပည့်တော်လဲကိုဒွေးတော်အောက်တဲတဲကို ပြေးခံလိုက်တယ်ဖေ။ဖုံတော်ကြီးကနွားတွေထဲမှာတော့ငအိရဲ့နွားကအကောင်းဆုံးပဲဟေလို့မိန်တော်မူတယ်။ ကိုရင်နေတာမနေတွေကလည်းလက်ခုပ်လောဝါတီးပြီးတော့တတော်တော်နဲ့ရီမောကြပါတော့တဲ့ကွေပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။